အရင်အပြင်နဲ့မင်းကိုပြောချင်တာလေစီလားတကူကူဆိုလို့ရှိရင်လာလာပြီးတော့မပြောပါနဲ့လို့သူများနိုင်ငံမှာတယောက်တည်းနေရကိုယ့်ကိုယ်မစိတ်ဆင်းရဲတာလေအများကြီးပဲမိဟုတ်ခါကျတော့အလုံးမှလည်းအစင်မပြေဟာနဲ့တကူကူဆိုလို့ရှိရင်ကိုယ်မှလည်းကိုယ်စိတ်ဆင်းရဲဆင်းရဲဆရာနဲ့ကိုရှိတယ်လို့ဒီလားအခုလည်းကြည့်အောင်နေလည်းကင်းတော့အလုံးမှပုံစံလာပြီးတော့ကြာတယ် သူသမီးငယ်ဟိုတဲ့စိတ်ချမ်းသာအောင်ထားလိုက်ပါစိတ်ချမ်းသာအောင်ထားလိုက်ပါလားဆိုတော့လည်းငါးစိတ်စိတ်အောင်လုပ်မြန်လားဆိုတော့လည်းမဟုတ်ဘူးသူတို့လူလေးသေးသမီးရှိကိုအကုန်လုပ်ပေးနေတယ်ကို့မှာလည်းကို့ကကိုအစင်မပြည့်တာတွေအများကြီးပဲရှိတယ်ဒါမလို့မိဘစိတ်စိတ်ရမှာဆိုလို့ဆိုပြီးတော့မပြောဘူးနဲ့ကို့ကကိုတယောက်တည်းချိန်ပြေချင်းကြရတဲ့အရာလေးဆိုတော့လည်းအများကြီးပဲအခုလည်းအလုပ်ကအစင်မပြည့်လို့ပြောင်းချင်တာတော့မှအော်ငါအလုပ်ပြောင်းလိုက်လို့ရှိရင်အော်သူတို့ကဲကဲသွားပါလိမ့်မယ်တခုခုဆိုလို့ရှိရင်အစင်မပြည့်ဖြစ်သွားပါလိမ့်မယ်အငယ်မကလည်း သူစူးစမ်းနေရဘန်းနဲ့မရောက်သေးဘူးဆိုတဲ့စိတ်နဲ့ကို့မှာလေကိုလုံးချင်တာလည်းဘာမှမလုပ်ဘူးအစ်မရောက်တာဆိုလို့ချင်လဲ၃နှစ်ကြီးပြီအဲ့၃နှစ်ကကို့မှာလေသူများရဲ့လိုအိုက်ဖုန်းခိုင်းချင်တယ်လေဝယ်မလို့ဝယ်မလို့လည်းနှစ်တိုင်းပဲတခါမှသူတို့လိုအပ်တာလေးလိုက်ပြင်စင်းနေတာတော့မဝယ်ရဘူးအဲ့လိုကြီးကြီးလုံးမရဘူးလေအဖေမေဖြစ်တဲ့လူကမိဘဖြစ်တဲ့လူကဘာပြောလဲမှန်းလေဟာလေအမေတကူပုံပြောလို့ရှိရင်အမေ မေဟင်းလေးပါလေဟင်းကောင်းလေးပါလေချက်စာအသားလေးပါလေဝယ်စားအသီးနှံလေးဝယ်စားလို့ပြောလို့ပစ္စည်းရှိမှဝယ်စားလို့ရမှာပါအမေသမီးလွှဲနေရပစ္စည်းအမေတို့တမင်းစားဖို့တော့မလိုဘူးလားသမီးတို့အကျွေးပင်စရာရှိနေလို့ဆိုလို့ရှင်လက်ခံလို့ရတယ်နောက်သမီးစိတ်ချမ်းသာအောင်လေးတော့ပြောကြပါဘူးကိုယ့်အကူမအခုဆိုလို့ရှင်စိတ်ချမ်းရစရာတွေအများကြီးပါဆိုနေအမေတို့ကစိတ်ချမ်းအဲ့လိုတက်ပြီးအဲ့လိုလာပြောသမီးခံနိုင်မရှိဘူးယူချင်နေပြီသီလားကိုကူကူတကယ်တလေဘလို့တက်သေးဖို့ဒီစဉ်းစားလဲစားမေးလို့မသိဘူး သမီးပါလေသမီးဒုက္ခတွေနဲ့အများကြီးပဲမင်းရဲ့သမီးအကုန်လုံးမင်းတို့တွေကိုကြည့်မရအများကြီးပဲဟုတ်မင်းတို့ဆက်သမီးတွေကိုမကြည့်ဘူးတကူပါကိုယ်တော်သမီးစိတ်ချမ်းသာလို့ပြောအဖေဖြစ်တဲ့လူကလည်းမူးလာပြီဆိုပါပြောလို့ဆိုနင်းလွဲတဲ့ပတ်စံတော့ကတော့ငါလက်ပြောက်တစ်ချက်တီးလိုက်လို့ရှိရင်လက်ပြောက်တစ်ချက်တီးလို့ရရင်လည်းသမီးကိုလာပြီးတော့စကားကိုပြောမြောနေတားလိုက်တော့တာသမီးပြေကပါဆိုလို့လိုက်တော့ဗျာ မိဘအတွက်ပြန်ကြည့်တဲ့သားသမီးဆိုလို့ရှင်အဲ့လိုမျိုးပဲမိဘအတွက်ပြန်မကြည့်တဲ့သားသမီးတွေကြာဘယ်မိဘမှအဲ့လိုစကားမျိုးမတွေ့ဘူးကိုကမတိမဒုက္ခတွေဘယ်လောက်ရောက်နေလဲဆိုတာမင်းတို့မသိဘူးကိုမလည်းကိုဒုက္ခနဲ့ကိုရှိတယ်အဲ့ဒါမင်းတို့ကအဲ့လိုမျိုးပြောလို့ရှင်တမိဘဘလို့မစိတ်ကားအစင်မပြေဘူးအလုပ်တဲတဲ့အစင်မပြေဘူးဘယ်မှအစင်မပြေဘူးအဲ့လိုလိုမမသိဘူးတက်သေးချင်းနေသေးွားကြတော့မအိုင်ပြပါလေဝမ်းနေပါလေလာမလုံးနဲ့အမေရောပြောကိုလိုမ ေးပါဆိုလို့ရှိရင်တကုတ်ကုတ်ဆိုရင်ရွေးမဲ့ကြာလို့မရှိဘူးကိုကစိတ်အစ်စင်မပြေတဲ့အချိန်နဲ့သူတို့ကအဲ့လိုလာပြောတဲ့အချိန်နဲ့ညာလို့ကိုကအော်မိတော့လို့ရှိရင်လည်းကိုပဲစိတ်မကောင်းပြရအခုလည်းကိုပဲစိတ်မကောင်းပြနေရတယ်သူတို့တွေကကြာလို့ကိုကအမေသမီးဘယ်လောက်စိတ်ဆင်းရနေလို့နေတာတက်တဲ့စိတ်ပါပေါက်နေပြီလို့ပြောလိုက်တာနဲ့ကိုဘိုးကိုချသွားတာကိုသားသမီးကိုတက်တဲ့မှာကြောက်တာတွေပါညာလေသူတို့ဘယ်တော့မှမတွေးဘူးဘယ်တော့မှလည်းတွေးမှလည်းမဟုတ်ဘူး အဖေလုံးရဲ့အဖေကိုကြတော့လေအဖေစကားပြောချင်လို့ဖုံးပြောပါဦးဖုံးပြောပါဦးကောက်ကောက်ကကပြောလေတခါမှပုံဝင်ပြောတယ်ဆိုတာမရှိဘူးအမေပြစ်တယ်ဆိုတာလေကိုယ်အများအလိုလေးတခွေးတော့អော်လိုက်ပြီဆိုရင်ဖုံးကြသွားတယ်ကိုယ်စကားကိုဆက်မပြောတော့သူကသူတယောက်တည်းတတ်သေးချင်းတည်ဆိုတဲ့ပုံစံမျိုးနဲ့ဘယ်တော့မှသွားရေးဖွင့်ရမရှိဘူးတယောက်တည်းတကယ်ကြီးဘာလို့တမရှိဘူးတယောက်တည်းနေရတာဘာလို့ချင်းချင်းခါခါပြောလဲမရဘူး ဒါရင်းစိတ်စီရနေပြီအပင်နဲ့မေကိုလည်းတွေ့ပြောလိုက်ကြပါဦးစကားလေးပါလေးလည်းပုံစံလည်းခိုင်ပါလေဘုရားဒီပုံစံတိုင်းဆိုအမြဲတမ်းအတိုင်းကြည့်ပဲကိုကဘယ်လောက်ကြီးဒီသူတို့တွေကြည့်မကြည့်ဘူးကိုတည်းကြတရားပါမကြည့်ကိုကကိုဘယ်လောက်ငိုနေကိုနေပုံချတော့ဘသူတို့ဘသူတကယ်ချင်းပဲဖြစ်နေနေကြီးကောင်မနမပဲဖြစ်နေနေမိပါပဲဖြစ်နေနေကိုဘယ်ကအတက်နိုင်ဆုံးကိုအကောင်းဆုံးလုပ်ပေးတယ်ကိုအကောင်းဆုံးဆိုတဲ့အရာလေးကြည့်ပဲပေးကြရကြည့်ပဲဒါကိုကိုကောင်းတယ်လို့တကူမှမတွေးဘူး ကိုဘလောက်ကြည့်သူတို့တွေကြည့်မိနေတယ်တမင်းသားဖို့တော့ဘလောက်ဘူးဆိုတဲ့စကားကြီးရတော့ကိုသားသမီးဘလောက်စိတ်သေးရဲ့မလဲဆိုတာလည်းစဉ်းစားကြပါဦးကိုပြောလိုက်တဲ့စကားတခုကကိုသားသမီးကိုဘလောက်စိတ်သေးရဲ့စီလဲဆိုတာလည်းစဉ်းစားကြပါဦးတခုခုဆိုလို့ရှိရင်သမီးတောင်မေတို့ပြောလိုက်ရတယ်ဆိုတာမျိုးလေးလည်းထည့်ပြောကြပါဦးအခုတော့တမီးအမေတို့ကဘလို့စိတ်စိတ်ရဲနေလဲဆိုတာလေးကြည့်ပဲလာလာပြောနေကြအတီးကငကိုကမှကိုကိုကမှအစင်မပြေပါဘူးဆိုနေအမေတို့ကအဲ့ဒါလေးချင်လာပြောနေတစ်ချိန်တစ်ခါတစ်ခါတလေတစ်ဘက်တစ်ဘက်လောက်နေသူလို့ချင်တော့မပြောပါဘူး အခုကလာနေကြည်နေပြီဒီကန်စားချက်ကြီးကဘလို့မှသီးမခံနိုင်တော့ဘူးကိုကိုတက်တယ်သေးတယ်ပေါ့လေပြီးတက်တယ်ကျတာတော့ဘာငါတက်တယ်သွားရင်အေးရပြီးပါလေစင်ပြေပါမလားဆိုတဲ့အတွင်းနဲ့ဒီချိန်လုံးတာပဲတွေ့နေရသိရလားသူများနိုင်ငံမှာတယောက်တည်းနေရတဲ့ကန်စားချက်ကိုပေတော့မေတော့လည်းနေဘူးတာပဲကိုချင်းစာပေါ့နေရမကောင်းဘာမှအဆင်မပြေ နေမကောင်းလေအလုပ်လုပ်ရနေကောင်းလေအလုပ်လုပ်ရပိတ်ရဆိုပိတ်နေမှမသိဘူးတမီးလည်းစူးစမ်းနိုင်ကတော့တို့စူးစမ်းနေရပဲပိတ်နေမိရတော့စိတ်ဆင်းရဲစရာလေးကြီးပဲလာလာပြောနေကြပြောပြီးတို့ကပြီးပါကို့မှာတော့တောက်တဲ့ခံစားနေခဲ့ရတာဘယ်နဲ့ရဲ့ဘယ်နဲ့လီမှမသိဘူးမနေ့ကငိုတဲ့ကောင်မလေးလာတဲ့ကောင်မလာလာမှန်းကြလို့ပေါ့နော်ဗီဒီယိုအဖြတ်လိုက်တဲ့အခါကျတော့ပြီးတော့ဘာလို့ဖြတ်လိုက်တာလဲဆိုတော့ဒီ ဟိုကိုတင်လိုက်တဲ့ဗီဒီယိုကပေါ့နော်ကိုမိဘတွေကိုဟိုလူများတွေကမကောင်းဖြစ်စေတဲ့ဘာညာအဲ့လိုလာပြီးတော့အဲ့လိုမျိုးပြောကြရလူလည်းရှိတယ်ပေါ့နော်အဲ့လိုပြောလို့မလို့ဆိုပြီးတော့အော်အေးမကောင်းပါပေါ့နော်ဟိုဆိုပြီးတော့ဖျက်လိုက်တာပြီးတော့ဒီအဲ့လိုအပိစကားလာပြောတဲ့လူတွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်လို့မနေ့ကတော့တကယ်လဲစိတ်ကမနေနိုင်တော့ဘူးပေါ့နော်အဲ့ဒီခံစားချက်ကတည့်ရက်ထဲလည်းမဟုတ်တော့ဘူးတပတ်ကြုံနေပြီပေါ့နော်အရင်ရက်တွေကလည်းအရင် နေရ3ရက်ကျော်ကလည်းအိမ်ရဖုန်းဆက်လာပြီးတော့ဒီကိစ္စကိုပြောရပေါ့နော်ခိစားကြီးကြီးမားမားလားဆိုတော့လေမဟုတ်ဘူးအဲဒီစီပေါ်ရေးကိစ္စလားလူမွေးရေးကိစ္စလားအဲဒီကျန်းမာရေးကိစ္စလားဆိုတော့လေမဟုတ်ဘူးပေါ့နော်အိမ်မှာအဲ့ဒါတွေအကုန်အဆင်ပြေပေါ့နော်အဆင်မပြေတာကဒီဟိုမိသားစုကြားထဲမှာစကားအထင်ငော့လေးပေါ့နော်အဲ့လိုမျိုးစကားအထင်ငော့လေးပဲအဲ့လိုအလှလောက်ကလေးကိုပဲကိုယ်လာပြီးတော့ပြဿနာလုပ်ပြီးသူတို့ပြောပြနေတဲ့ခါကျတော့သူတို့ကမိသားစုလက်ရှိရဲ့ရှိရဖြစ်တဲ့အတွက်ကြောင့်အိမ်ကလူတွေက ပြောပြင်ပြီးသွားတယ်ဆိုပေမဲ့ကိုကတယောက်တည်းရှိနေရဖြစ်တဲ့လူကြောင့်အော်အင်းရလူရဲ့တရားအဆင်မပြေဘူးလားဟောအဆင်မပြေဘူးလားအမ်အဲ့လိုသူတို့အဆင်မပြေရတိတိလေးပဲလာပြောနေရငါမှတော့နေလည်းမကောင်းနေလည်းမကောင်းပေါ့နော်တခြားအဆင်မပြေတဲ့အလုပ်ကိစ္စအဆင်မပြေရှိရတခြားကိစ္စအဲ့လိုအဆင်မပြေတာရှိရပေါ့နော်အဲ့လိုအဆင်မပြေတာတွေအများကြီးတောင်မှသူတို့မပြောဘဲနဲ့ငါမှမျိုးတိတ်ထားတယ်သူတို့အဆင်မပြေတာဟိုပဲလာပြောနေကြတယ်လို့တွေးတယ်အဲ့လိုတွေးတဲ့အချိန်မှလည်းပြီးတော့ဟိုအမေကပြောလိုက်တာညီမဖြစ်တဲ့လူကိုစိတ်ချမ်းသာအောင်ထားပါပေါ့အမေကအဲ့လိုမျိုးပြောလိုက်တာအမေကအဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာ တမီးကဒီထက်ပို့ပြီးတော့ဗာစိတ်ချမ်းသာအောင်ထားပေးအောင်မှလဲလို့ဒီထက်စိတ်ချမ်းသာအောင်ဘလို့လုပ်ပေးအောင်မှလဲပေါ့နော်သူတို့လိုအပ်တမီးကအကုန်ဖြည့်ဆည်းပေးနေရပါပဲပေါ့နော်အဲ့ဒါကိုဒီထက်ဟိုစိတ်ချမ်းသာအောင်ထားရမယ်ဆိုလို့ရှိရင်ဘလို့ထားပေးရမှလဲတမီးမြန်မာနိုင်ငံပြန်လာရမှလဲဘလို့လုပ်ရမှလဲတမီးလဲစိတ်တူတော့အဲ့လိုမျိုးပြောလိုက်တာပေါ့နော်အဲဟိုကိုကဘာလုပ်ပေးပေးအဲ့လိုမျိုးဟို သူတို့ကတည်မလားသူတို့ကိုစိတ်ချမ်းသာအောင်ထားဆိုအော်သူတို့ကတော့စိတ်ချမ်းသာအောင်ထားမယ်ကိုကြောင့်ပြဿနာဖြစ်နေရလားဆိုတော့လေဒီပြဿနာမဟုတ်ဘူးသူတို့မိသားစုချင်းချင်းဒီတိုင်းစကားကထောက်ကဆဖြစ်တာလေးကိုပဲလာပြောပြပြီးတော့အဲငယ်မစိတ်ချမ်းသာဖြစ်သွားတယ်ပေါ့နော်သူ့ကိုစိတ်ချမ်းသာအောင်ထားလိုက်ပါဆိုတော့ကိုကြောင့်ဖြစ်တာလည်းမဟုတ်ဘူးနဲ့ကိုကဘလို့စိတ်ချမ်းသာအောင်ထားရမှာလဲဆိုပြီးစိတ်ကတူသွားကိုကကိုတော့မှစိတ်စိတ်ဆင်းရဲနေရတာပေါ့နော်နေရာလည်းမကောင်းဘူးပေါ့နော်အဲ့တော့အလုပ်ထဲမှာလည်းဖြစ်တဲ့အခါကျတော့နေမကောင်းတဲ့တာနဲ့တော့မှလှုပ်ဆင်းနေရတယ်ဆိုတော့အဲ့ဒါကြီးလည်းပါတာပေါ့နော်အဲ့နဲ့အမေကပြောလိုက်တဲ့အချိန်မှာစိတ်က အရန်တိုးသွားတာပေါ့နော်တိုးသွားပြီးတော့ခါကျတော့အမေအော်လိုက်တာပေါ့အော်လိုက်ပြောခါကျဒီမှာတော့တီလောင်ဆင်းညစ်နေတဲ့အချိန်လေးရှိရဲအဲ့ဒါတို့တော့မှအမေတို့မပြောပြဘဲနဲ့ကိုယ့်ကိုတယောက်တည်းကြိတ်မိပြီးနေခဲ့ရပေါ့နော်အမေတို့ကကျတော့ဘာမှမဟုတ်တဲ့ပြဿနာလေးကိုလာလာပြီးတော့စကားကတော့ကစားဖြစ်တာတော့ကိုမိသားစုချင်းချင်းနဲ့ဖြစ်တာကိုလာလာပြီးတော့ပြောတယ်ပေါ့နော်ဟိုတမီးကလည်းကန်ကံအရန်ကောင်းနေတဲ့သူမဟုတ်ဘူးပေါ့နော်ဒီနေ့ညနေကျတော့ဖုန်းပြန်ဆက်လာတယ်မင်းအဲ့တော့ကျတော့ကိုကအဲ့လိုတခွန်းနဲ့អော်လိုက်တာကွာသိမလားဟိုတက်တီကျွန်တော်စိတ်ညစ်နေပြီလို့တခွန်းနဲ့អော်လိုက်တဲ့အချိန်မှာအမေကဖုန်းချသွားကျန်တာမင်းကတညာလုံးနဲ့ဖုန်းဆက်မလားကိုကတော့ညကိုဟိုဗာလေ ထမင်းလည်းလုံးဝမစားနိုင်ဘူးနော်ဟိုထမင်းတစ်နေ့တစ်ပတ်ထဲဆိုလို့ရှိရင်ဟိုတစ်နေ့တစ်နေ့ထဲဆိုလို့ရှိရင်တစ်ပတ်ကြုံနေပြီနော်နှစ်ပတ်နီးပါးတောင်ရှိနေပြီနေမကောင်းတာတွေရောပါတယ်ဆိုတော့အဲ့တော့မနေ့ကဆိုလည်းထမင်းမစားနိုင်ဘူးညစနေတနေ့အထိငိုအဲအလုတ်ကပြန်ရောက်ကလေးကငိုတာအတိုင်းလိုက်အလုတ်ကလေးကလည်းငိုလာတာပကံစင်းရင်းနဲ့လည်းငိုနေရပဲလုံးမှာအဲမျက်ရည်ကျတယ်ပေါ့အဲ့ဒီအိမ်လည်းပြန်လာတော့လမ်းမှာလည်းငိုပြန်လာပြီးတော့ခါကြတော့လမ်းလျှောက်ပြန်လာဆိုတော့ကိုယ့်ဘာကိုတယောက်တည်းငိုပြန်လာငိုပြန်လာပြီးတော့ခါကြတော့အဲ့ဒါအိမ်လည်းရောက်ရောလုံးဝစိတ်ကမထိန်နိုင်တော့ဘူးအဲ့ဒါနဲ့တင်းချပြစ်လိုက်တာပေါ့နော် အဲ့ဒီကြလည်းအမေပြောလိုက်တမီးကလည်းလို့အကန်အရန်ကောင်းလို့နေလို့မလို့လူကောင်းနေခြင်းနဲ့ကြီးပဲတွေ့နေမှာမဟုတ်တတိယကလည်းကောင်းနေဟိုကိုနဲ့အလုပ်တူတူလုပ်တဲ့လူကလည်းကောင်းနေတငယ်ချင်းကလည်းကောင်းနေကြီးစားကလည်းကို့ဘောကောင်းနေအကုန်လုံးအမေတို့ကောင်းနေပြောနေတာတမီးကအကန်အရန်ကောင်းလို့ကောင်းနေလူနေကြီးပဲတွေ့နေမှာမဟုတ်ဘူးလို့စိတ်ဆိုးပြီးတော့မသိမလားအဲ့လိုတမီးမှလည်းအဆင်မပြေတဲ့ဟာရှိတယ်တမီးပေါ်မကောင်းတဲ့လူတွေလည်းရှိတယ်တမီးအဲ့လိုအရာတွေလည်းကြုံတွေ့ရတယ်ကန့်ဟိုအဆင်မပြေတဲ့အရာတွေလည်းအများကြီးရှိတယ်ဒါမှမဟုတ်အမေတို့စိတ်ဆင်းရမှာဆိုလို့တမီးတခုမှအဲ့လိုမျိုးလာမပြောပြဘူးကွနော်အမေတို့ကကြတော့အဲ့လိုမဟုတ်ဘူး ဟိုတမီးအဆင်ပြေလားမပြေလားတောင်မမေးဘဲနဲ့ဒီကိစ္စတွေကိုမေတို့အဆင်ပြေအောင်ထားရမယ်စိတ်ချမ်းသာအောင်ထားရမယ်ဟိုအငငယ်မောက်စိတ်ချမ်းသာအောင်ထားလို့ပြောလိုက်တဲ့အချိန်မှာတိတ်အရန်တော်သားထွက်သွားရဲ့ဘာညာပေါ့အဲ့လိုမျိုးဒီနေ့ကျတော့အဲ့လိုမျိုးအမေကဒီနေ့ညနေမှာဖုန်းဆက်လာတာနော်ကိုကတော့မနေ့ညတညလုံးငိုလို့အဲ့အဲ့လိုမျိုးပြောတဲ့ခါကျ तू ကလည်းအဲ့လိုမဟုတ်ပါဘူးအဲ့လိုမျိုးပြောလိုက်တာမဟုတ်ဘူးပေါ့နော်ဘာပဲနေနေအမေတို့လဲလို့တမီးစိတ်ကိုသိနေရပဲတမီးတခုခုဆိုလို့ရှိရင်အိတ်မရဘူး ဒီရောက်စားဝဲတွင်းနေတယ်ဆိုတော့တည့်ရတာနေလို့ဘာဖြစ်လို့အဲ့လိုမျိုးပြောရလဲပေါ့နော်အမေကအဲ့လိုမျိုးပြောတဲ့ခါကျတော့မှ तू အဲ့လိုမဟုတ်ဘူးတဲ့နောက်ခါဆိုလို့ရှိရင်ဘာမဟုတ်တာလေလာမပြောတော့ပါဘူးပေါ့နော်အဲ့လိုမျိုးအမေပြောပါတယ်ကိုက तू ကအဲ့လိုမျိုးကိုကိုပြောတော့ကြလဲကိုကပဲမင်းကပြောလိုက်မိရအောင်စိတ်မကောင်းဖြစ်ပြီဒီနေ့လဲအဲ့မှာမျက်ရည်ကျတာပေါ့နော်ဒါမှမဟုတ်ဟိုကိုအဆင်မပြေတဲ့အရာတွေကိုတော့မပြောပြလိုက်ပါဘူးတည်မလားအဲ့လိုမျိုးအဆင်မပြေတာရှိတယ်လို့ပဲပြောလိုက်တယ်ဘယ်ကိစ္စအဆင်မပြေဘူးညာကိစ္စအဆင်မပြေဘူးဆိုတော့ပြောမပြလိုက်ပါဘူးဟို ကိုမိဘစိတ်ဆင်းရဲမှာဆိုလို့ပြောပြလိုက်ရင်လေသူတို့လာကူညီလို့ရလည်းမဟုတ်ဘူးဆိုတဲ့အတွင်းနဲ့ကိုကတော့အဲ့လိုမျိုးမပြောပြဘူးအဲ့လိုမျိုးဟိုအဆင်ပြေအောင်ပဲကို့ဘာကိုပဲကြမ်းဖန်ပြီးတော့ဖြေရှင်းနေပေါ့နော်ဘယ်အရာမဆိုအဲ့ဒါဟိုသူတို့တွေကကို့ပဲမကြည့်ဘူးလို့ဆိုတဲ့စိတ်နေကြောင်မလို့မနေ့ကတော့တင်လိုက်တာမလို့တကယ်လဲငိုးနေရလဲမနေ့ကတည်းကထဲမဟုတ်ဘူးအရင်ရက်တကယ်တည်းကလဲကိုတို့အေးမင်းငိုရင်တခြားကို့ကိစ္စတွေရောအင်းကိစ္စတွေရောအလိုတို့အေးမင်းငိုရင်အဲ့လိုမျိုးဖြစ်နေရမလို့မနေ့ကတော့じゃလုံးဝစိတ်ကမထိနိုင်တော့ဘင်းနဲ့အဲ့လိုဖြစ်သွားတာ ဟိုအဘေးစကားလာပြောတဲ့လူတွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ဗီဒီယိုကဘာဖြစ်လို့ပြန်ဖြစ်လိုက်တာလဲဆိုတော့ကိုမိဘကိုထိခိုက်စေတယ်အဲ့လိုမျိုးတချို့တွေကကျတော့မိဘကိုမကောင်းမြင်ကြလိမ့်မယ်အဲ့လိုမျိုးပြန်ဖြစ်လိုက်ပါညီမလေးရဲ့ဘာညာအဲ့လိုမျိုးပြောတဲ့လူတွေရှိတဲ့အခါကျတော့အော်ဟုတ်ပါလေလေးငါကြောင့်လည်းဟိုဟိုငါမိဘတွေထက်ပြီးတော့စိတ်ညစ်နေပါလိမ့်မယ်လေးဆိုတဲ့စိတ်နဲ့ကျွန်တော်အကုန်ဖြတ်လိုက်တာပေါ့နော်ဗီဒီယိုနှစ်ပုဒ်လုံးလေးအဘိစကားလာပြောတဲ့လူအကုန်လုံးလည်းကျေးဇူးတင်ပါတယ်လို့တမလုံးမျိုးလုံးကကျတော့မသက်သာသေးဘူးပေါ့နော်ထဲထဲမှာဒဏ်ဖြစ်နေဒါမှမဟုတ်ပိတ်ရက်က ဘယ်တော့မှမသိသေးဘူးပေါ့နော်ပိတ်ရမရှိသေးတဲ့အခါကျတော့ဈေးကန်ကိုသွားလို့မရသေးဘူးပိတ်ရကြတော့မှဒီမျိုးလုံးကိုလည်းဈေးကန်ကိုထပ်သွားပြရမှာပေါ့နော်အခုကမျိုးလုံးနဲ့အရင်အောင်မျိုးနဲ့ခင်းဆိုဖွင့်လို့တောင်းအောင်မရအရင်အဲ့လိုမျိုးနာပြီးတော့လို့ဖြစ်နေပေါ့နော်အကုန်လုံးကျေးဇူးတင်ပါတယ်လို့အားပေးစကားလာပြောတဲ့လူအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်နော်